ဘောလုံးဆိုတာအသေးလိုက်ဇာတိပဲမဟုတ်လားအဲ့ဒီပွဲမှာတော့ဘောလုံးဆိုတာအသေးလိုက်ဇာတိမဟုတ်ပဲမန်ယူရဲ့အချက်နဲ့ဂုံတိတ်ခါကိုဒီကကယ်တင်ခဲ့ရတဲ့ပွဲဖြစ်ခဲ့ရတယ်အဲ့ဒီပွဲဟာမီလာဗီလီနဲ့ဘဲဟူတွေ့ခဲ့ရတဲ့ပွဲဟာ2019ခုနှစ်ဒီဇင်ဘာလ3ရက်အမ်ရိတ်မှာအာဆင်နဲ့မန်ယူထိပ်တိုက်တွေ့တဲ့ပွဲပါပဲ။အာဆင်ကမန်ကိုကြီးကျယ်အသားစီးရတယ်။ဘောလုံးပိုင်ဆိုင်မှု85ရာခိုင်နှုန်းရှိခဲ့တယ်။ဘူပေါက်ကံသွင်းမှု33ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးတောင်းပန်မှုကလည်း17ကြိမ်ရခဲ့တာပါ။ဒါပေမဲ့ဒီပွဲမှာအာဆင်က3-0ရှုံးသွားခဲ့ပါလိမ့်။ what the fuck ဆိုပြီးတော့မကြည့်ဘူးသူတွေရေယုံမိမဲ့ထဲပါလိမ့်အဲ့ဒီဘက်ကိုတိုင်းကြည့်လိုက်ရသူတွေကတော့ဒီပြားချောင်းဆိုတာသိနာနေနေတယ်အားတဲကအဆုံးသတ်မသေးတာမှုတွေကန်ဆုံးမှုမောင်ကြတာတွေဒီပြားရင်ပေါ်အောင်ခဲ့တာတွေဟာအခုလိုမျိုးဖြစ်နေတာပါပဲပြီးတော့မိုင်းကလည်းဆုံးသတ်ပေးကြခဲ့တယ်လင်းစရာနဲ့လင်ကတ်ကသွေးကောင်းဖြစ်ခဲ့တယ်ဒါပေမဲ့ဘယ်သူမှဒီပြားတော့သွေးကောင်းမဆက်ဘူးဒီကကအဲ့ဒီဘက်မှာ5ဘောက်ကာဝယ်မှုသူ့ပေါင်း14ကျင်းပြုလုပ်သွားနိုင်ခဲ့တယ်ကျွန်တော်အချက်နဲ့မှားပြောနေတာမဟုတ်ပါဘူးတကယ်ပါဒီကက5ဘောက်ကာဝယ်မှု14ကျင်းပြုလုပ်ခဲ့တာပါ ဒီကြာကအဲ့လိုစောက်ရမ်းကောင်းနေတာပါ။ဦးနာနာမျှော်သူတွေ။ပရီးမီးယားလိတမိုင်းနှစ်ဆောင်တပွဲနဲ့ဘိုးပေါကာကွယ်မှု14ချိန်လုံနိုင်ခဲ့တာ။ဘိုးသမား3ဦးပဲရှိခဲ့တာပါ။